ရှမ်းကုန်းမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့လူကယ်ပြန်ဝင်ကြီးနဲ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံယူနိုချာရဲ့ယာယီယုံအကြေကဲတို့တွေ့ဆုံပြီးယူနိုချာရဲ့ဝန်ထမ်းရေးရာကိစ္စရဲများဆွေးနွေးတဲ့သတင်းဖြစ်ပါတယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာခြားထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဟောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံယူနိုချာရေးရာယီယုံအကြီးအကဲမစ်ဗနက်ဆာမေဦးဆောင်သောအဖွဲ့အားဇွန်လ23ရက်မိုးလယ်ပိုင်းတွင်အဆိုပါဝန်ကြီးဌာနဧကခံမှလက်ခံတွေ့ဆုံကြောင်းသိရပါသည် တွေ့ဆုံစဉ်ဝင်ကြီးဌာနနဲ့ယူနိုချာအဖွဲ့တို့ကြားပူပေါင်းဆောင်ရွက်ရရှိတဲ့လုပ်ငန်းများနိုင်ငံတော်မှဆောင်ရွက်နေတဲ့ငလျင်ဘေးပြည်လဲထူထောင်ရေးလုပ်ငန်းများရုံးနယ်ဝန်ထမ်းအင်အားများအတွက်တရုတ်ပြည်သူသမရနိုင်ငံကအသင်တက်ဆင်အသုံးပြုနိုင်တဲ့ယာယီရုံးခန်းနဲ့ယာယီဝန်ထမ်းအင်အားလှူဒါန်းထားရှိမှုအခြေအနေများ AHA စင်တာမှလှူဒန်းတဲ့ယာယီစာသင်ကျောင်းဆောင်များဆောက်လုပ်ပေးစီမှုယူနိုချာရဲ့ဝန်ထမ်းရေးရာကိစ္စရပ်များနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့်ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးကြကြောင်းသိရပါရရှင်။